ကချင်ပြည်နယ်ကမြစ်ကြီးနားနဲ့ဒနန်းမြွနယ်တို့မှာစစ်ကောင်စီတပ်နဲ့လက်အောက်ခံပြည်သူစစ်တွေကစစ်သားစုဆောင်းမှုကိုနှီးမျိုးစုံနဲ့ပြုလုပ်နေတယ်လို့ကချင်လွတ်လပ်ရေးတပ်မတော် KRA သတင်းပြန်ကြားရေးဌာနကအသိပေးပါရယ်အဲ့ဒီမျိုးတွေဟာစစ်ကောင်စီတပ်ထိန်းချုပ်ထားစေဖြစ်ပြီးစစ်ရေးလှုပ်ရှားမှုတွေစစ်အင်အားဖြည့်တင်းမှုတွေဇက်တိုက်ပြုလုပ်နေတဲ့ဒေသတွေဖြစ်ပါရယ်စစ်ကောင်စီဟာမြစ်ကြီးနားမျိုးကရက်ွက်တချို့မှာမတ်လဆန်ကဆလို့တအိမ်တက်စင်သကောင်စရင်ကောက်ယူတာပေါ်တာဆွဲဖမ်းဆီးတာတွေလှုပ်ဆောင်နေပြီး ခရီးသွားရင်တွေပေါ်ကပြည်သူတွေကိုလည်းဖမ်းဆီးလူသစ်ဆုတာတွေရှိတယ်လို့ KRA သတင်းပြန်ကြားရေးဌာနကမတ်လ17ရက်မင်းညပိုင်းကသတင်းဖော်ပြပါရယ်ပြီးခဲ့တဲ့မတ်လ10ရက်နေ့ကလည်းဗလမင်းထင်တရားမှာပေါင်ဝါမျိုးဘက်ကလာတဲ့ခရီးသည်ကားတစ်စီးကိုတားဆီးပြီးပြည်သူ၉ယောက်ကိုတပ်သားသစ်ဆုဆောင်မှုဖမ်းဆီးသွားတယ်လို့ဆိုပါရယ်အဲ့ဒီနေ့တရက်ထဲမှာပဲမြကြီးနာမျိုး20မိုင်ဂိတ်မှာခရီးသွားပြည်သူ9ယောက်ကိုထပ်ပြီးဖမ်းဆီးသွားတယ်လို့ KIA ကဖော်ပြပါဗျာ ဲ့ဒီလိုပဲဒနိုင်းမြို့နယ်မှာလည်းပြည်သူစစ်ကညအချိန်သွာလာနေတဲ့လူငယ်လူလက်ပိုင်းတွေကိုဖမ်းဆီးလူသစ်ဆုနေပြီးလူငယ်တွေရှိတဲ့နေအိမ်တွေကိုလည်းမတင်ကားမှုနဲ့ဝင်ရောက်ရှာဖွေတာမူရဆေးနဲ့ပတ်သက်လို့စစ်ဆေးမေးမြန်းမယ်ဆိုပြီးဖမ်းဆီးတာတွေပြုလုပ်နေကြောင်းဆိုပါတယ်မြစ်ကြီးနားမြို့ဒေသခံတအူးကတော့လူသစ်ဆုဆောင်မှုကိုစစ်ကောင်စီဘက်ကပြုလုပ်နေတယ်လို့ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်ကလည်းပြုလုပ်နေတယ်လို့ People Spring ကိုဖြေပါတယ်ဒါကြောင့်စစ်သားဆုဆောင်မှုနဲ့ဒေသစစ်ရေးအခြေအနေကိုမေးမြန်းဖို့ KRA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူစီဒီနေ့ဆက်သွယ်ထားဆဲဖြစ်ပြီးအဆက်အသွယ်တော့မရသေးပါဘူး KRA ဟာကချင်ပြည်နယ်ကစစ်ကောင်စီတပ်စခန်းတွေမြို့တွေတိုက်ခိုက်သိမ်းပိုက်တဲ့စစ်စင်ရေးကိုဆင်နွှဲနေပြီးလက်ရှိမှာကချင်ပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့လည်းဖြစ်စစ်ရေးအရလည်းအရေးပါတဲ့ဗမော်မြို့သိမ်းတိုက်ပွဲကိုဆင်နွှဲနေပါတယ်ဗမော်မြို့ကစစ်ကောင်စီတပ်ရင်အများစုကိုတိုက်ခိုက်သိမ်းပိုက်ထားပြီးအမှန်27စစ်စင်ရေးကုကဲမှုဌာနချုပ်ကိုအပိသက်သိမ်းနိုင်ရေးအပြည့်အထံထိုးစစ်ဆင်နေတယ်လို့ KIA ကအသိပေးထားပါတယ်။စစ်ကောင်စီဘက်ကလည်းဗမော်မြို့မဆုံးရှုံးရေးအတွက်လေကြောင်း drone ပစ်ကူတွေအများအပြားအသုံးပြုခုခံနေတယ်လို့ဒေသခံသတင်းရှင်းမြစ်တွေကပြောပါတယ်ရှင်။